ဒီနေ့ကျွန်တော်တို့လေးလာတုံးတကြမယ်မတန်းတေးရပါလေစက်ကူထီထွန်းလိုက်တာတခုတည်းနဲ့ကဘာကြီးချက်ချင်းပြောင်းသွားတာတော့မဟုတ်ဘူးပေါ့ဟုတ်ပါတယ်အဲ့ဒီနိဗ္ဗာန်ဘလို့ပြန့်သွားတယ်လဲပြီးတော့တခြားတီထွန်းမှုတွေအထူးသဖြင့်ပုံလေးဆက်လို့ဟာမျိုးနဲ့ဘလို့ပေါင်းဆက်သွားတယ်လဲဆိုတာကပိုအရေးကြီးခဲ့တာပါဟုတ်ကဲ့ဒီအပြောင်းလဲရဲ့အစအဲ့ဒီတုံးမဲမှုထန်းချိုက်လွန်ဆွေပုဂ္ဂိုလ်စီကစပြီးကြည်ကြရအောင်လားအေးကြည်တင်ပါလေအေဒီ9000ဟာလောက်က သူ့ရဲ့တီထွင်မှုကတကယ်တော့အရေးပါခဲ့ပေမယ့်အဲ့ဒီခြိုက်လွန်ကိုယ်တိုင်ကတမိုင်းမှာတိတ်ပြီးလူတိမများခဲ့ဘူးဖြစ်နေတယ်ဟုတ်ကဲ့နော်သူဘယ်ချင်းမွေးဘယ်ချင်းဆုံးတယ်ဆိုတော့အတေးကြမတိကြဘူးဆိုတော့စိတ်ဝင်စားစရာပဲဟုတ်ပါဒီနေ့တော့အဲ့ဒီတီထွင်မှုရဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုအဓိကထားဆွေးနွေးကြည့်ကြတာပေါ့လေအင်းစက်ကူမပေါ့ခင်ကဆိုရင်မတန်းနေရဟုတ်ဒီရစံရိုးတို့တစ်ခေါက်တို့ရှော်ခွန်းတို့တုံးခဲ့ကြတယ်နော်အထူးသဖြင့်ဝါချံပြားတွေပေါ့အတုံးမြခဲ့တာဟုတ် အဲ့ဒီဝါချမ်းပြအပေါ်ရေးထားတဲ့စာအုပ်နည်းနည်းလောက်တယ်တို့တော့လက်တစီလိုတယ်ဆိုတော့အင်းစဉ်းစားစားကြည့်တော့ဗျာဟုတ်ပါအခုခေတ်ဖုန်းတွေက digital စာကြည့်တိုက်တင်နေရှင်တော့တော်တော်ကြီးกว่าခြားတဲ့အခြေအနေပေါ့ပိုးကြည့်ပေါ်မှာရေးတာလည်းရှိမယ်မဲ့ဒါကကြတော့လေအလွန်ဈေးကြီးပြန်ရောလူတိုင်းတော့မတတ်နိုင်ပါမလဲအဲ့လိုအခြေအနေမျိုးမှာပဲ AD ရာငါတရုတ် Hammond set အဂရဟန်ဝီတီလထမမင်းမှုထန်ချိုက်လုံက ဒီစကူကိုတီထွင်ခဲ့တယ်လို့ဆိုချတာပေါ့သူကဘာတွေနဲ့လုပ်ပြခဲ့တာလဲတစ်ခေါက်တို့ဟိုငါဖမ်းပိုက်အဟောင်းဒီအဝစ်ဆုပ်ဒီ shopping အမြန်နေလို့မျိုးအဲ့ဒီခေတ်ကပေါပေါများများရနိုင်တဲ့ပစ္စည်းတွေနဲ့လုပ်ပြခဲ့တာလေဩဟုတ်ကဲ့ဒီအကရက်သူကအတိအမှဖိခန့်ရတယ်ပေါ့ဟုတ်ပါတယ်ဘွေးထူကုန်တူးတွေရတယ်ချမ်းသာမှုတွေလည်းရခဲ့တယ်ဒါပေမဲ့လေသူ့ဘဝရဲ့နောက်ပိုင်းကတော့တိမလာပါခဲ့ဘူးဟွန်း သူ့ရဲ့ဇသိန်းပိုင်းကဘလို့ခက်သွားတာလဲနန်းသွင်းပြောကားတွေရပါလေလားအေးမတန်းတချို့ရတော့ तू ကနန်းသွင်းလုံးချံမှုတစ်ခုမှပါဝင်ပတ်သက်ခဲ့တယ်လို့ဆိုတယ်အဲ့ဒီအတွက်ယာထူးကြပြီးအေးယူခံရတော့မယ်အချင်းညီမျိုးရောက်သွားလားဩအဲ့ဒါနဲ့သူ့ကုံတိခါကိုကာကွယ်တဲ့အနေနဲ့ပေါ့လေရေမိုးချိုးအဝိစာကောင်းကောင်းဝမုံဝစ်ပြီးတော့အစ်တောက်တည်ဆုံးခဲ့တယ်လို့ဆိုကြပါတယ်တည်ဆုံးတယ်ကန်ကြမှာပဲနော်ဒါပေမဲ့အဲ့ဒီခေနန်းသွင်းနိုင်ငံရေးအချင်းညီရရဒါကတိတော့ ထူးဆန်းခြင်းမှာလည်းစမယ်ထင်တယ်ဟုတ်ပါတယ်နန်းတွင်းဆိုတာကတော့အမေးရှုပ်ထွေးနေတတ်တာမျိုးရောဒီစကူလုတ်နေပညာကောချုပ်နန်းတွင်းကအစပိုင်းမှာဘလို့ထိမ့်ထိမ့်ထားလဲလွတ်ဝစ်ထားလဲလို့ဆိုတယ်ဟုတ်တယ်အစပိုင်းတော့လွတ်ဝစ်ထားခဲ့ကြတယ်ဒါပေမဲ့ AD 90တစ်စတာလတ်စတိုက်ဝဲဆိုတာဖြစ်လာတော့ RFD နဲ့တိုက်တဲ့တိုက်ပွဲနော်မှန်ပါတယ်အဲ့ဒီတိုက်ပွဲမှာ RFD ကစကူလုတ်တဲ့တရုတ်စစ်တုံးပိုင်းတချို့ကိုဖမ်းမိထားရာကနီဒီနီးပညာက RF ကပါကိုစပြီးတော့ပြန်သွားတာ အော်အဲ့ဒီကနေမှပက်ကတက်တို့စမခန်းတို့ကနေစစ်ကူတွေထွက်လာတာပေါ့ဟုတ်ကဲ့ဒါပေမဲ့အာရပ်ကဘာကနေဥရောပကိုရောက်ဖို့ကတော့အချိန်တော်တော်လေးကြာသွားတယ်ဆနရဆူလောက်အထိဆောင်ခဲ့ရတယ်ဒီပြန်ပွားမှုနေခွေးတာကလည်းနောက်ပိုင်းတမိုင်းအပေါ်တယောက်မှုရှိခဲ့မှာပဲเนาะအတိအကျပဲအဲ့ဒီအချိန်မှာဥရောပမှာကအီဂျစ်ရဲ့ papyrus ကျူဆက်ကူကျမ်းတွေဒါမှမဟုတ်ကျရစ်ဆန်တားရီချက် parchment တွေကိုတုံးနေတော့ဟုတ် အဲ့ဒါတွေနဲ့ရှင်းလိုက်ရင်ခြိုက်လော့မြေစက်ကူကကုန်ကြစီကလည်းအများကြီးတက်တာတဲ့အရေးတွေးကလည်းပိုကောင်းတယ်ဆိုတော့ဟုတ်တယ်လေဒီအားထားချက်ကြောင့်ပေတရုတ်ပြည်ကစာပြီးယဉ်ကျေးမှု အုပ်ချုပ်ရေးကိစ္စတွေမှာအနောက်နိုင်ငံတွေထက်အဲနှစ်ပေါင်းခုနေတာရှေ့ရလောက်အထီကိုရှေ့ရောက်နေခဲ့ရအေဒီတရားစုကနေဆရာစုကြော်လောက်ထီပေါ့ဝါပြားတွေနဲ့ဆိုင်တော့အသိပညာပြင်ပွားနှုန်းကအများကြီးမြန်သွားမှာပဲတကယ်မြန်သွားတာ ဒါပေမဲ့ဒီအားဓာချက်ကအမြဲတမ်းတော့မတည်မြဲခဲ့ပြန်ဘူး။ဟုတ်ကဲ့။စနေရစုလောက်မှာအခြေအနေက ပြောင်းသွားပြီ။ဥရောပကအမီးလိုက် တက်လိုက်ယုံပကဘူးကြော်တက်သွားစေတဲ့အကြောင်းရင်းကဘာများလဲ။အဓိကလည်းပြောင်းဖြစ်သွားတာတော့ဂျာမန်လူမှုကူးတင်ပါတီရဲ့ပုံနှိပ်ဆက်တီထွင်မှုပါပဲ။ပုံနှိပ်ဆက်။ဟုတ်။တကယ်တော့ရုတ်တရက်လေဘလောက်ပုံနှိပ်ဆက်တွေကိုအစောကြီးကတည်းကတီထွင်ခဲ့ကြတာနော်။ဟုတ်တယ်ဟုတ်တယ်။ဒါပေမဲ့အနောက်နိုင်ငံတွေကရုပ်စီကရတဲ့စက်ကူရဲ့အားသာချက်ရဲ့ 古丁伯爹沙龍子捧內塞爺阿達切爺古崩塞東扯奶個的。哦。အဲ့ဒီပေါင်းဆက်မှုကအဓိကဖြစ်သွားတာပေါ့။အင်းအဲ့ဒီပေါင်းဆက်မှုကြောင့်စာအုပ်တွေကိုအရေးအတွက်အများကြီးအချိန်တိုတိုအတွင်းမှာဈေးနှုန်းတက်တက်တရာနဲ့ထုတ်ဝေလာနိုင်တယ်။ဆိုတော့အသိပညာနဲ့ယဉ်ကျေးမှုတိုးတက်နှုန်းကအရှင်ဟွန်းတ်ကိုမြင့်တက်သွားတာ။ AOB မှာကြတော့ဘလို့ဖြစ်သွားလဲ။သူတို့စီမှာလဲစက်ကူရောပုံနှိမ်နီးလဲရှိနေတာပဲမဟုတ်လား။ တရုတ်ဆက်လုံးတွေကအရေးအတွက်ရမ်းများပြားတဲ့အတွက်ဆက်လုံးစီပုံနှိပ်ဆက်ထဘလို့ပုံနှိပ်ဆက်နှစ်ကိုပဲအဓိကဆက်အောင်နေခဲ့တော့တိုတက်မှုနှုံကအနောက်နိုင်တဲ့လောက်မမြန်ဆန်ခဲ့ဘူးပေါ့ဆိုတော့တီထွေမှုတစ်ခုတည်းရှိနေုံနဲ့မပြီးဘူးအဲ့ဒါကိုဘလို့ကြဲကြဲပြန်ပြန်အထုံးချနိုင်တယ်လေတခြားနည်းပညာရင်းနဲ့ဘလို့ပေါင်းဆက်အထုံးချနိုင်တယ်လေဆိုတာကပူပြီးအဆုံးအဖြတ်ပြေးသွားတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်မှန်ပါတယ် မာကိုပိုလိုဖတ်တုံးရစုတုံးကတရုတ်ပြည်ရောက်တော့ဥရောပထအများကြီးကျွဲဝါနေဆဲဆိုတဲ့မှတ်တမ်းကလည်းဒါကိုတက်တေပြနေတာပဲဂူဒန်ဘက်တဲ့ပုံနှိဆက်မပေါ်ခင်အထီတော့စက်ကူရဲ့အာသာချက်ကတရုတ်ကိုရှေ့မှာပဲဆက်ထင်းထားပြနိုင်ခဲ့တယ်ပေါ့နော်ဟုတ်ပါတယ်နောက်တစ်ခုကချက်လွန်ရဲ့အခြေခံစက်ကူလုံကြီးဟာလီဒီနေ့ခေတ်အထီပြုတ်ပြင်မောမတ်မှုတွေရှိမယ်ပဲအခြေခံအားဖြင့်တော့အတုံးဝင်နေတုံးပဲတော်တော်အခြေခံကြတဲ့တီထွင်မှုကြီးပဲ ထွေမှုဟာလူတမိုင်းအတွက်အင်ဗတာရေးပါတဲ့အခြေခံအုတ်မြစ်ထုတ်ခုကိုချဖြစ်ခဲ့တယ်။ကမ္ဘာယဉ်ကျေးမှုနဲ့အသိပညာပြန်ပွားရေးမှာမရှိမဖြစ်အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်နော်။ဟုတ်ကဲ့။ဆိုနိုင်ပါလေ။နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုခြံခဲ့ချင်တာကတော့လေ။ဟုတ်ကဲ့။တကယ်လို့သာဒီစက်ကူနီးပညာပြန်ကွာနှုန်းကအခုမှတန်းတွေထဲမှာတွေ့ရတာထက်ပိုမြန်ခဲ့မယ်။ဒါမှမဟုတ်လေပိုနေခဲ့မယ်ဆိုရင်တော့။อืม။စိတ်ဝင်စားစရာပဲ။ဒါမှမဟုတ်လေ တရုတ်နိုင်ငံကိုယ်တိုင်ကဆက်ကူရောစာလုံးစီပုံလေးဆက်ကူပါတပြိုင်တည်းကြေကြေပြန့်ပြန့်အထုံးချနိုင်ခဲ့မယ်ဆိုရင်ကမ္ဘာတမိုင်းလမ်းကြောင်းကအခု ကျမတို့တိထားမြင်ထားရတာ ਨੇ ဘလောက်များကွာခြားသွားနိုင်မလဲဆိုလာကိုစဉ်းစားကြည့်ဖို့ပါပဲ